မြန်မာပြည်ဝတိုင်းနိုင်ငံကိုမှတော်မှာအကောင်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့အိန္ဒိယကိုကောင်းခဲစေသည့်ဘင်္ဂလားဒေ့ဆိုတဲ့ကောင်းစဉ်နဲ့တုံတချက်ဆောင်းပါးတစ်ခုကိုကျွန်တော်အနေနဲ့ဖတ်ရှုများဝေတင်ဆက်တော့မှာဖြစ်ပါတယ်ဘာလို့ဒီသတင်းဆောင်းပါးကိုမျှဝေရတယ်လဲဆိုတော့အာရာခတ်တပ်တော် AA နဲ့ဆက်လျင်းပြီးတော့ပါနေတဲ့အတွက်ကျွန်တော်အနေနဲ့အကောင်လုံးရခိုင်သူရခိုင်သားတွေကအစာသိရှိလေအောင်ဒီတုံတချက်သတင်းဆောင်းပါးကိုဖတ်ရှုများဝေတင်ဆက်ရခြင်းဖြစ်ပါတယ် အိန္ဒိယ၏အနောက်မြောက်နေဇတ်ဒေသကိုကဘာကစောင့်ကြည့်နေတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်နဲ့ထိစပ်နေသည့်အချင်းမြောက်နေဇတ်ဒေသ၌အလွန်အရေးကြီးသော အခြေအနေများတိတ်တဆိတ်ဖြစ်ပေါ်သွားခဲ့ပါတယ်။2025ခုနှစ်မလကုလသမဂ္ဂအတွင်းမှုရှုပ်အန်တိုနီယိုဂူတာရိုက်ဒါကခရီးစဉ်အတွင်းဘင်္ဂလီများကိုနေရာပြောင်းဖို့အတွက်လူသားချင်းစာနာထောက်ထားမှုစင်ကြံလမ်းတစ်ခုကိုဖန်တီးရန်အကြံပြုခဲ့ပါတယ်။ထို့အကြံပြုချက်ကြောင့်ငင်းချိုင်းရဲ့နိုဘယ်ဆုရှင်ယူနွတ်ဦးဆောင်သည့်ဂျာပြအစိုးရသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ကြံလန့်ပေါ်ဆောင်ရေးစီမံခန့်ကိုတော်အားပေးလှုံ့ဆော်နေခဲ့တဲ့ဘင်္ဂလီအစိမ်းကြီးကိုယ်စားလှယ်ရာထုကိုရရှိခဲ့တဲ့ခါလီရူလာမန်ကိုလည်းဘင်္ဂလားရှိအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် NSA အဖြစ်ခန့်အားမှုသည့်အဆိုပါစင်ကြံလန့်ပေါ်ဆောင်ရေးစီမံခန့်ကိုပြည်တွင်းပြည်ပသဖို့တူညီချက်မပါဘဲဆက်လက်လှုံ့ဆော်ရန်ဆုံးဖြတ်ထားသောဘင်္ဂလားရှိအစိုးရ၏သဖို့ထားကိုပြသရာရောင်းနေခဲ့ပါသည်မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုများပံ့ပိုးရေးဘင်္ဂလားဒေ့ရှ်ကကောပဇဒုက္ခသည်များအတွင်နေထိုင်နေကြသည့်ဘင်္ဂလီဒုက္ခသည်များကိုနေရပြန်ပိုးရေးတို့အတွက်ထိုစင်းကြံလန့်ကိုအသုံးပြုသောမည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးတောင်းဟင်းဟူစင်ကလည်းပြောကြားခဲ့တယ်။မြေတိုးပင်ဆိုစေဘင်္ဂလီဒုက္ခသည်တိဋ္ဌသမသုံးသန်းသည့်ရခိုင်ပြည်နယ်သို့ပြန်ရန်2008ခုနှစ်ကတည်းကဆက်တိုက်ညှင်းဆိုခဲ့ကြတယ်။ဒုက္ခသည်များကိုနေရပြန်ပိုးမည် တဖက်သက်ဆန်သည့်ဆုံးဖြတ်ချက်ကိုဘင်္ဂလားဒေ့အတိုက်ခံများကလည်းဝေဖန်နေကြသည်ပထမအချက်မှာယခုဘင်္ဂလားဒေ့အစိုးရသည်ရွေးကောက်ခံအစိုးရမဟုတ်ပေယာယီအစိုးရဖြစ်နေခြင်းကြောင့်ဖြစ်သည်ဒုတိယအချက်မှာထိုအစည်းအဝေးကိုအခြားနိုင်ငံခြားရေးအင်အားစုများနဲ့တိုင်ပင်မှုမရှိခြင်းကြောင့်လည်းဖြစ်သည်လက်ရှိပါတီလှုပ်ရှားမှုများပိတ်ပင်ခံထားရသည့်အစ္စလာမိတ်ပါတီကလည်းထိုစင်ဂျာလန်ပေါ်ဆောင်ရဲ့အစီအစဉ်ကိုကန့်ကွက်ခဲ့ပြီးအနောက်နိုင်ငံများကလည်းမြန်မာတပ်မတော်ကိုစစ်စင်နေရန် ထိုစဉ်ညာလန်းကိုအသုံးပြုပွေရှိကြောင်းပြောကြားထားခဲ့တယ်။မင်္ဂလာရှိအမျိုးသားရေးပါတီ BNPK တို့အခြားနိုင်ငံရေးပါတီများကလည်းယာယီအစိုးရ၏တပတ်သက်ဆုံးဖြတ်ချက်တွေကိုဝေဖန်ပြောဆိုနေကြသည်။ထိုစဉ်ညာလန်းသည်မင်္ဂလာရှိ၏အချောအချာအာဏာကိုတိခိုက်စေမည်အလားအလာပေါ်အတိုက်ခံများကလည်းစိုးရိမ်နေကြခြင်းဖြစ်သည်။စိတ်မကောင်းစရာနောက်တစ်ချက်ကမင်္ဂလာရှိမှာရွေးကောက်ပွဲပြုလုပ်မည်အရေးဒေသလက္ခဏာများတကူးမှမရှိသေးပဲအထင်အကွာမရှိသေးအခြေအနေဖြစ်နေသည် အလောင်းနိုင်ငံများကထောက်ခံမှုကိုရရှိထားသည့်ယာယီအစိုးရဖွေးအကြီးအကဲမိုဟာမက်ယူနန်ကလည်းအမေရိကန်၏လိုအင်ဆန္ဒကိုပြစ်စီပေးနေသည်ဘင်္ဂလားဒေ့ရှ်၏ကံကြမ္မာသည့်ယူနန်အစိုးရ၏လက်ထက်တွင်ရှိနေသည်သို့တော်ယခုကဲ့သို့အရေးကြီးသည့်ဆုံးဖြတ်ချက်အရရာလတ်သည့်အိန္ဒိယ၏အနိုင်ဝန်းကျင်တွင်ရှိနေသောဒေသတည်ငြိမ်မှုအပေါ်တရားမှုများကြီးစေမည်ဖြစ်သည် ယူနက်ဒီအနောက်နိုင်ငံများ၏အကျိုးစီးပွားကိုအာရုံစိုက်နေသဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပထဝီနိုင်ငံ၏ပြိုင်ဆိုင်မှုများလည်းဗဟိုအချက်ဖြစ်လာဝေရှိနေသည်အမေရိကန်၏ကုလသမဂ္ဂအပြင်နိုင်ငံတကာပဋိပက္ခလေးလာရေးအဖွဲ့ ICG တို့ကလည်းမြန်မာပဋိပက္ခတွင်အင်အားကြီးမားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သောအာရခတပ်တော် AA နှင့်ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန်ယူနက်ကိုယခုနှစ်အစောပိုင်းကတိုက်တွန်းခဲ့သည် တဖက်တွင်လည်းမြန်မာတပ်မတော်သည်ကြောက်ဖြူရေနားစကန်ကလေးသို့သောတရုတ်ဤစီမံကိန်းများကိုဘေးကင်းလုံခြုံစေရန်တရုတ်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ထို့ပြင်နာဆာကသည်အခြေခံအဆောက်အုံများကိုကာကွယ်ရန်အတွက်ပေါကလီကလုံခြုံရေးကုမ္ပဏီများတည်ထောင်ခွင့်ပြုမည်ဟုဦးတွေးလုံခြုံရေးလုပ်ငန်းကုမ္ပဏီ JSVC ကိုလည်းတရုတ်နှင့်ပူးပေါင်းလှုပ်ဆောင်ခဲ့သည်တရုတ်သည်ထိုစီမံကိန်းကိုအသုံးပြုပြီး မြန်မာနိုင်ငံတွင် အခြားနိုင်ငံများထက်စောကခြေကုန်းယူမည်ဖြစ်သည်2023ခုနှစ်အောက်တိုဘာလ29ရက်ကတစ်တုံညာနှစ်ခွန်စစ်စစ်ရေးကိုညီနောင်မဟာမိတ်သုံးဘွဲကမြန်မာနိုင်ငံမြောက်ပိုင်းချမ်းပြည်နယ်တွင်စတင်ပြုလုပ်ခဲ့သည်ထိုမဟာမိတ်သုံးဖွဲ့တွင် MDA, TNL နှင့် AA တို့ပါဝင်သည် AA သည်မြန်မာနိုင်ငံတဝိုင်းရှိအာနေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုထောက်ပံ့ပေးနေသည့်အပြင်မဟာမိတ်များကိုကူညီပေးရန်မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကင်အင်အား6000နဲ့တန်းဆွေးထားသည်ထို့အပြင် AAD တရုံဤလွှမ်းမိုးမှုအောက်တွင် ရှိနေသည်ဟုယူဆရသည့်ကိုပိုင်အုပ်ချုပ်ခွင့်ရဝါဒေတာဤထောက်ခံမှုများကိုလည်းရရှိထားသည်ယနေ့တွင်တရုံသည်မြန်မာတပ်မတော်ကိုတာမက အချိုးတန်းရင်သာလက်နက်ကင်ခွင့်များအပေါ်တွင်ဩဇာလွှမ်းမိုးထားပြီးအနောက်နိုင်ငံများကိုထိတ်လန့်စေခဲ့သည်တခြားတစ်ဖက်တွင်လည်းအိန္ဒိယသည်မြန်မာနှင့်ကီလိုမီတာ1640အချီတိရှိနေသည့် ဆက်လျင်းနေသောနေစားဒေသမှလုံခြုံရေးကိုဦးစားပေးလှုံ့ဆော်နေတာမြန်မာနှင့်စစ်တွေရေးလမ်းကြောင်းများကိုလည်းဖွင့်လှစ်ထားသည့်ထိုအချင်းတွင်နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးအကြံအတည်ပြည်တွင်းလုံခြုံရေးပြဿနာများနှင့်ရင်ဆိုင်နေရသည့်ဘင်္ဂလားရှ်တွေကိုလူသားချင်းစာနာထောက်ထားမှုစင်ကြံလန်းတစ်ခုဖော်ဆောင်ရန်မယားမက တောင်းဆိုနေခြင်းကြောင့်ဒေသအတွင်းစိုးရိမ်မှုများမြင့်တက်စေခဲ့သည့်ဘင်္ဂလားရှ်တွင်အစ္စလာမစ်ပါတီကို ပိတ်ပင်မှုရခိုင်အစိုးရဟောင်းနိုင်ငံတကာရာဇဝတ်မှု တရားရုံးတွင်တိုင်ကြားမိအစီအစဉ်ဝန်ကြီးရှုံးဟောင်းချိတ်ခါစီနာကိုလေလိုလားသည့်စစ်တပ်အကြီးအကဲဗိုလ်မှူးကြီးဝါကာဦးဇာမန်ရုရှားသို့ရောက်ရှိနေတဲ့အချိန်မှာရာမန်ကိုလူသားချင်းစာနာထောက်ထားမှုစင်ကြံလန်းပေါ်ဆောင်ရဲ့အတွက်စစ်တပ်အကြီးအကဲအာဏာကိုတံပြန်ရရှိရန်အတွက်ရာမန်ကိုရာထူးပေးလိုက်ခြင်းဖြစ်နိုင်ကြောင်းအတွင်းလူများကထင်ကြေးပေးကြခဲ့သည် အဆိုပါစင်းဂျာလန်ပေါ်ဆောင်မှုသည်ဘင်္ဂလားရှ်ရဲ့အတွက်လုံခြုံရေးစိန်ခေါ်မှုများရှိနိုင်သဖြင့်ဗိုလ်ချုပ်ကြီးဇာမန်သည်ထိုအစီအစဉ်ကိုကန့်ကွက်ဖွေရှိနေသည်သို့တော်လက်ရှိမှာသူသည်ယာထုတီမင်းရဲ့အတွက်ထိုအစီအစဉ်ကိုပါဝင်ဖွေရှိနေသည်ဘင်္ဂလားဒေ့ရှ်၏နိုင်ငံတကာလေဆိပ်သို့အမေရိကန်လေတပ်၏လေယာဉ်များသည်ကုန်ပစ္စည်းအများအပြားနှင့်ရောက်ရှိခဲ့သည့်တည်င်းများကြောင့်ထိုလေယာဉ်များသည် AA နှင့်အခြား EAO အပွဲများအတွက်စစ်သုံးပစ္စည်းများ ကျေဆောင်လာခြင်းဖြစ်နိုင်သောသတင်းများထုတ်ပေါ်ခဲ့လေသည်ထို့အပြင်ထိုအခြေအနေများသည်လူသားချင်းစာနာထောက်ထားမှုစဉ်ကြံလာနှင့်ပတ်သက်သည့်ပြဿနာတစ်ခုဖြစ်သည်စီးရဲလှုပ်ရှားမှုကင်းသည့်လူသားချင်းစာနာထောက်ထားမှုစဉ်ကြံလာကိုအလွေသုံးစားလုပ်ခြင်းသည်ပဒီပခါကိုပုံမဆိုးရောစေမည်ဖြစ်ပါသည်ယူကရိန်း၏မာရီယူပိုမြို့နှင့်စီးရီးယားရှိလူသားချင်းစာနာထောက်ထားမှုစဉ်ကြံလာအောင်မြင်ခြင်းမရှိခဲ့ပေမည် ယူကရိန်းတွင်စီးရဲလှုပ်ရှားမှုကင်းရမည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ကြံလမ်းများဘုံကျေခံရခြင်းစီးရီးယားမှာထိုစင်ကြံလမ်းများကိုအသုံးပြုပြီးအတိုက်ခိုက်ခံရခြင်းများမျိုးများကိုသိမ့်ယူခြင်းစသည့်ဖြစ်စဉ်များချီခဲ့လေသည်မင်္ဂလာကြီးတဲ့ဖြစ်စဉ်တွင်ယာယီအစိုးရသည်ပြည်သူများ၏ထောက်ခံမှုမပါနိုင်ငံရေးသဘောတူညီမှုမရှိဘဲအနောက်နိုင်ငံများ၏တွန်းအားမှုထိုဆုံးဖြတ်ချက်ကြောင့်အနောက်နိုင်ငံများသည်မင်္ဂလာကြီးနိုင်ငံ၏ မြန်မာကိုပို့ပြီးထိန်းချုပ်နိုင်ပြီဖြစ်သည့်ထိုစစ်ညာလန့်ကိုအသုံးပြုပြီးမြန်မာနိုင်ငံအတွင်းရှိ EAO များကိုလက်နက်များထောက်ပံ့ပြီး NDA ကိုလည်းရှိနေသည်မင်္ဂလာရှိတဲ့နိုင်ငံအတွင်းရှိအကြမ်းဖက်အဖွဲ့များကလည်းထိုစစ်ညာလန့်ကိုအသုံးပြုပြီးမူရေးစေဝါများမောက်ဟုကူးဖွဲ့ရှိနေသည်မူရေးစေဝါမောက်ကိုကူးမှုသည်မင်္ဂလာရှိတွင်ရခိုင်ကလေးကရှိနေသည့်ကြီးမားသောပြဿနာတရားဖြစ်သည်မင်္ဂလာရှိတွင်နေစားချင်းထိစားနေသည့်မြန်မာသည်ဘိုင်းဆိုင်ပြိုမှုနှင့်ဓာတုမူရေးစေဝါထုတ်လုပ်မှုအများဆုံးနေရာဖြစ်နေသည် လူသားချင်းစာနာထောက်ထားမှုစင်ကြလမ်းများအတွက်တန်တရားဖြစ်ကောင်းစေရာနောက်တခြားလေးရှိသည့်ထိုအချက်မှာဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယတို့တွင်နေထိုင်လျက်ရှိနေသည့်ဘင်္ဂလီများသည့်ရခိုင်ပြည်နယ်ကိုပြန်ချင်သည့်ဆန္ဒမရှိပေရခိုင်တို့ပြန်လည်လုံခြုံမှုမရှိကြောင်း၎င်းတို့ကယူဆထားသည့် ARSAU ခေါ်သည့်လက်နက်ကင်အဖွဲ့အစည်းကလည်း AA နှင့်တိုက်ပွဲဖြစ်ရန်တာဆူနေပြီးတိုက်ပွဲများဖြစ်လာပါကဘင်္ဂလားဒေ့ရှ်ရှိနေသည့်စစ်ပွဲဇုံတစ်ခုဖြစ်လာနိုင်ခြေရှိနေသည့်ထို့ကြောင့် မင်္ဂလာရှင်နီမြန်မာနိုင်ငံတို့ကိုအမေရိကန်ကဩဇာလွှမ်းမိုးမှု မြင့်တက်လာနိုင်သည့်အနေအထားအိန္ဒိယအနေဖြင့်တည်ပြီးပြုရမည်ဖြစ်ပါသည်။အေအေဒီအလွန်အင်အားတောင့်တင်းသည့်အဖွဲ့ဖြစ်ပြီး2009ခုနှစ်ကလေးကဖွဲ့စည်းခဲ့တာလူငယ်များနှင့်အတွဲအကြုံရင်းကြသည့်ကောင်းဆောင်များပါဝင်ပြီးအမေရိကန်ဥဆောင်သည့်အနောက်နိုင်ငံများသည့်မြန်မာတပ်မတော်ကိုစန့်ကျင်သည့်အဖွဲ့များအားထောက်ပံ့ပေးခဲ့သည့်ဖြင့်အေအေကိုလည်းထောက်ပံ့ပေးဖွဲ့ရှိနေတာအိန္ဒိယ၏အရှေ့မြောက် နေဆက်ဒေတာများတွင်ပဋိပက္ခဖြစ်ပေါ်နိုင်သည်အိန္ဒိယအနေဖြင့်ချင်းပြည်နှင့်အရေးကိုလည်းဂယုဆိုင်ရမည်ဖြစ်ပြီးမကြာသေးမီဖင်လန်နိုင်ငံကအကြက်တဲစီမံခန့်ခွဲရေးအစီအစဉ် CMI ကပြိုင်ဖက်ချင်းလန်းနိုင်ငံအဖွဲ့နှစ်ဖွဲ့ကြားထဲမှဝင်ပြီးတော့စစ်ဆေးပေးခဲ့သေးသည်အမေရိကန်သည်အိန္ဒိယနှင့်တရုတ်တို့ကိုတံပြန်ရရန်ချစ်ကုန်းယူရန်တိုင်းရင်းသားလူမျိုးစုအဖွဲ့များကြားထဲမှဆက်ဆံရေးများကိုကြိုးကင်ချေလျရန်ကြိုးပမ်းနိုင်သည် လက်ရှိအချိန်ထိ AAD အနောက်နိုင်ငံများကိုစိုးရိမ်ပြီးအပြည့်အဝလုံးဝကိုယုံကြည်မှုမရှိသေးတော့လေအနောက်နိုင်ငံများ၏မှန်ကန်သည့်ကမ်းလှမ်းချက်များကိုရချိမီဆိုပါက AE သဖော်တတ်သည့်လျင်မြန်စွာကြောင်းလေတော်မီဖြစ်သည်ဆိုပြီးတော့တင်ထားတဲ့သတင်းဆောင်ပါကိုယခုကျွန်တော်ဖတ်ရှုများဝေတင်ဆက်တော့တာပဲဖြစ်ပါတယ်အိန္ဒိယအနေနဲ့ဘလိုကန်တွေရမလဲဘင်္ဂလားဒေ့ရှ်မှာဘလိုတွေနိုင်ငံရဲ့ လေဘွားတွေချင်းနေကြတယ်လေလက်ရှိမှာဘင်္ဂလားဒေ့ရှ်မှာရွေးကောက်ပွဲလုံးဝအစီအစဉ်ကမရှိသေးဘူးဒီတော့ယူနာကလည်းရွေးကောက်ခံအစိုးရမဟုတ်ဘူးလက်ရှိလုံးလုံးစဉ်ခတ္တရာကြီးအစိုးရပဲဖြစ်နေတယ်ဒီတော့အမေရိကန်အနေနဲ့လူတိုင်းကဆိုရှယ်မီဒီယာတောင်းတဲ့အပေါ်မှာမူတည်ပြီးတော့အမလဲအမေရိကန်ကချင်းလန်နာကိုင်စီအန်အနေနဲ့ရခိုင်တပ်တော် AA ကို ထောက်ပံ့မှုတွေအများကြီးပေးတော့မယ်ကွန်တိနာပုံးနေတဲ့တော့အများကြီးရောင်းနေပြီးစင်ကြံလန်းတစ်ခုပေါ်ဆောင်မယ်မလုံးတွေပေးကြပေးမယ်တကယ်တမ်းမှာဒီဟာတွေကဖြစ်နိုင်မဖြစ်နိုင်ဆိုတာကျွန်တော်တို့အနေနဲ့သုံးသပ်ပြီးတော့စလျင်ပြီးတွေးတော့ဆင်ခြင်ရမှာပဲဖြစ်ပါတယ်အခုဆိုရှယ်မီဒီယာကမှ Facebook YouTube တင်တော့ဘယ်ဆိုရှယ်ပဲဖြစ်ဖြစ်အကုန်လုံး ဝက်ဆာရနေတဲ့ online kit ဖြစ်တာကြောင့်ပေါက်ပန်းစစ်တစိတ်ကိုတအိတ်လုံပြီးတော့ပြောနေကြတဲ့ social media မျောင်းများစွာလေးရှိနေပါတယ်ပြီးတော့တစ်ဖက်မှာကလည်းဂလာမီဒီယာမျောင်းများစွာကအရဟတ်တတော်ကိုမြေပေါ်မြေအောက်ထိုးနှံ့နေတဲ့အရာတွေလေးမျောင်းများစွာရှိနေပါတယ်ထိုးအချင်းအရာတွေကိုကျွန်တော်တို့ပြည်သူတရားအနေနဲ့ ဒေါ်လာရဲ့အင်အားစုတွေအနေနဲ့အကုန်လုံးချင်းချိန်ပြီးတော့ကျွန်တော်တို့အနေနဲ့တိုက်ဖြတ်ဖို့လိုတယ်လို့တတိထဆင်ကျင်ပြီးတော့မိမိရဲ့တင်းစကားတစ်ခုကိုနားထဲမှာအစဲအတော့မဖြစ်အောင်ကျွန်တော်တို့အနေနဲ့အာယုံစူးစိုက်ပြီးကြည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယအတွက်ခေါင်းကိုက်စရာဖြစ်နေတယ်ဆိုတဲ့သတင်းဆောင်ပါကိုဖတ်ကြည့်မျှဝေပြန်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါမင်္ဂလာပါဒီသတင်းဆောင်ပါကို ကြည်ရှုနေကြတဲ့မိဘပြည်သူများစိတ်ရချမ်းသာခြင်းကိုယ်ဤကြမ်းမာခြင်းအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေညာကိုလှော်သုံးနိုင်ပြီးတော့မိမိတို့ပဒင်းအမှန်အကန်ကိုတိကျသေချာစွာနားဆင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါတာယာလီစွာတာလီစွာပါကာရဝါပါဘိုင်ဘိုင်